အလုံးမဲမြင်လာပါကပတ်ပင် online class ကနေကျူးစွပါတယ်ဒီနေ့မိတ်ဆွေတို့ကိုမျှဝေပေးခြင်းနဲ့ပြင်ဆင်လာတော့ကျွန်တော်တို့နေ့စဉ်တူပါအမြဲတမ်းလုပ်နေရတဲ့ကာလာခွဲရိုက်တဲ့စနစ်ကိုကျွန်တော်မျှဝေပြပါမယ်အဲ့တော့ကျွန်တော်တို့ရှေ့ကိုအခုလိုပဲဒီ အင်းကြီးအနက်ဒီအနက်ထယ်ဒီပုံမှာပဲဖြစ်ဖြစ်နောက်အခုလို့ကျွန်တော်တို့ကအင်းကြီးဒီအဖြူထယ်ဒီပုံမှာပဲဖြစ်ဖြစ်ကျွန်တော်တို့ကအခုလို့ပုံအယောင်ပေါ့နော်ဒီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကအဝါအစိတ်နီးဆိုပြီးတော့ color 3ရောင်ကျွန်တော်တို့ထည့်လာရဲပေါ့နောက်ဒီလိုအင်းကြီးအဖြူပုံမှာ3ရောင်ပဲရိုက်ခိုင်းရိုက်ခိုင်းအင်းကြီးအနက်ထယ်အနက်ထယ်ပုံမှာ3ရောင်ပဲကျွန်တော်တို့ရိုက်ခိုင်းရိုက်ခိုင်းကျွန်တော်တို့ဒါမျိုးကိုရိုက်နိုင်ဖို့အတွက် solution ရင် customer က ဒါကျွန်တော်တို့အခုလိုပဲသူတို့ရဲ့ဒီဒီဇိုင်းတစ်ခုကိုလာပေးပါလိမ့်မယ်နော်ဒါမှမဟုတ်လို့ရှိရင်ကိုကိုတိုင်ဒီကာလာတွေထည့်မယ်အယောင်ခွဲရမယ့်ဟာကိုကျွန်တော်တို့ကအင်ဂျီပေါ်မှာဘလို့ဒီပုံစံအတိုင်းကျွန်တော်တို့ကတစိုက်ရိုက်နေပို့အတွက်လှုပ်ဆောင်မယ်အစီအစဉ်ကိုကျွန်တော်တို့ပြောပြပါမယ် โอเคကျွန်တော်မှာဒါကျွန်တော်တို့ဒီပုံစံနဲ့ဒါကျွန်တော်တို့လာပြီးပါမယ်เนาะဒါကျွန်တော်တို့ဒီ design တစ်ခုကိုကျွန်တော်တို့ဒီမှာ Kubernetes subscription printy online glass ရန်ကုန် phone number ဒါမျိုးကျွန်တော်တို့ကဒီ design ဆွဲပြီးတော့ပြီဆိုလို့ရှိရင်သူ့ကိုကျွန်တော်တို့ကဒီဇိုင်းရိုက်နိုင်ဖို့အတွက် color တွေခွဲထုတ်ပါမယ်เนาะဒါဆိုရင်ပထမဆုံးကျွန်တော်တို့က image တွေကိုသွားပြီးတော့ image site ကိုသွားတဲ့အခါမှာ သူရဲ့ site က8261769ဆိုတော့ကျွန်တော်တို့ဒီ A4 အနေထားကိုကျွန်တော်တို့ဆွဲထားတာပါเนาะ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ3ရောင်ဒီတက်တက်သေးကြာมาဖြစ်တဲ့အတွက်ကြောင့်ဒီမှာ point လေး point ကျွန်တော်တို့ထည့်ဖို့လုပ်ပါမယ်ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ point လေး point ထည့်နိုင်ဖို့အတွက်ဒီ nickel site တွေကိုထပ်ခေါ်ပါမယ် file new တွေထွက်ပါမယ် ကျွန်တော်တို့ဒီမှာ USB ပါတယ်ကိုသွားပြီးတော့ liquidity ကိုခေါ်ပါမယ် Okay ကျွန်တော်တို့ဒီအောင်ကိုကျွန်တော်တို့က control A oscillate မှတ်မယ် control C copy ယူပြီးတော့ဒီတက်မှာ liquidity မှာ control V ဆိုပြီးတော့ကျွန်တော်ချလိုက်ပါမယ်เนาะဒါဆိုရင်ဒီအောင်တော့ကျွန်တော်တို့ဒါမလိုတော့ပါဘူးနော်ဒါဆိုရင်ကျွန်တော်တို့နေရာလွတ်တရလာပါပြီ နေရာလောက်ရလာပြီဆိုတော့အခါကျတော့ကျွန်တော်တို့ကသူ့ကိုကျွန်တော်တို့ point ချင်ပါမယ်နော် point ချင်ဖို့အတွက်ကျွန်တော်တို့ဒီဘယ်လိုသွားမလဲဆိုတော့ကျွန်တော် custom schedule တွေအနေပြီးတော့ကျွန်တော်တို့ဒီလိုနော် custom schedule တွေမှာဒီလို point ချင်တဲ့အမှတ်အသားလေးရှိပါတယ်ဒါမှမဟုတ်လို့ရှင်လဲကျွန်တော်တို့ဒီအပေါင်းလက္ခဏာ point လေး point down လေးတော့မှာထိုင်လေးရပါတယ် okay ဒီမှာတော့ကျွန်တော် custom schedule တွေအနေပြီးတော့ဒီ point ကိုအသုံးပြပါမယ်နော် အဲ့တော့ point အတွက်ကျွန်တော်တို့က create a new layer လို့ခေါ်ပါမယ်ပြီးရင်ကျွန်တော်တို့ဒီဟာ point လေးကိုကျွန်တော်ဒီမှာကျွန်တော်ဒီမှာဆွဲမယ် copy keyboard က control and down နှိပ်ပါ foreground အနေအောင်ကလာဖြည့်ချင်တယ်ဆိုလို့ရှိရင် order pass view နှိပ် control d နဲ့ selection ဖြောင်းလိုက်ပါနော် ဟုတ်ပြီဒီအောင်ကျွန်တော်တို့က copy ပွားရှင်လဲဆိုလို့ရှိရင် keyboard ကကျွန်တော်တို့က alter key လို့ဟိုနှိပ်ထားလိုက်တယ်ဆိုလို့ရှိရင်ဒီလိုပြန်တစ်ချက်တွေ့တွေ့လောက်ပါလိမ့်မယ်เนาะအဲဒါဆိုရင်ဒီဘက်ကို shift key လို့နှိပ်ပြီးတော့တန်တန်လေးကျွန်တော်တို့ဒီမှာဆွဲသွားလိုက်ပါเนาะဒီ point တစ်ခုကိုကျွန်တော်တို့က layer ပေါင်းကျင်ရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ဒီ control v တူလျောက် select မှ control e ဆိုပြီးတော့ဒီ layer ကိုပေါင်းလိုက်မယ် နောက်ပြီးတော့ pivot က order လေးကိုဖိရင်ညံတစ်ချက်ဖြစ်မယ်။အောက်ကိုကျွန်တော်တို့ဆွဲလာပါ။တန်တန်လေးကြကျင်လဲဆိုလို့ရှိရင် shift key ပါတွဲပြီးတော့ခံနေပါဒါဆိုလို့ရှိရင်တန်တန်လေးကျွန်တော်တို့ကြာလာပါပြီ။ pin d point အကောင်လုံးကိုလေယာပေါင်းခြင်း control v လေယာ select မဲ့ control e နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့က point လေယာတွဲကျွန်တော်တို့ရသွားပါပြီနော်ဒါကကျွန်တော်တို့ကဒီ scale guide ရိုက်မှမလို့ဒီ point change ကိုတင်ပြတာပါ။ ဟုတ်ပြီအခုကျွန်တော်တို့က any ကိုကျွန်တော်တို့ကဒီမှာအနောက်ထပ်ပုံမှာလေးရိုက်မယ်အဖြူတွေဒီပုံမှာလေးရိုက်မယ်အဲဒီမှာ wire စိတ်ညီတော့ပါတယ်အဖြူကြီးပုံမှာဆိုလို့ရှိရင်တော့အောင်မယ်ခွဲထွက်ရုံမယ်အဲလေ any ပုံမှာကြတော့ကျွန်တော်တို့က white face တစ်ချက်ကျွန်တော်တို့ဒူးမယ်ကျွန်တော်တို့လေးပန်းခွဲထွက်ရမယ်ပေါ့နော်အဲ့ဒီအတွက်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့သူရဲ့မူရင်းလေယာဉ်ကို control G ဆိုပြီးတော့လေယာဉ်ထပ်ပေါ်ထားလိုက်ပါဟုတ်ပြီအဲ့တော့လေယာဉ်ကျွန်တော်တို့ကပွားပြီးသွားပြီဆိုလို့ရှိရင်ကျွန်တော်တို့ဘာလုပ်မလဲဆိုတော့ ီ major value ကိုသုံးပါမယ်နော်ဒီ major value ကိုကျွန်တော်တို့သုံးပါမယ်သုံးတဲ့အခါကျတော့ကျွန်တော်တို့ကဘယ်အနေရောင်းစောက်ခွင့်မလဲဆိုတော့ hour ရောင်းနဲ့စောက်ခွင့်မယ်ကျွန်တော်တို့ဒီမှာ hour အားလုံးကို selection ပါခြင်းလဲဆိုလို့ရှိရင်ဒီရှိသမျှ hour အားလုံးကို selection ပါခြင်းရင်ကျွန်တော်တို့က right click ထောင်းမယ် similar ဆိုတော့တူညီတော့ဆိုတော့စကလုံးနှိပ်မယ်ဒါဆိုလို့ရှိရင် hour အားလုံး selection ဝင်သွားပြီပြီးရင် control j ဆိုပြီးတော့ ျွန်တော်တို့လေယာကျွန်တော်တို့ဒီမှာခွဲထုတ်နိုင်မယ်ဒါဆိုရင်ကျွန်တော်တို့အဝါလေယာကျွန်တော်တို့ရာသွားပါပြီဟုတ်ပြီခဏလေးနှလုံးလေးမကြပြပါနောက်တစ်ကျွန်တော်တို့ကအနီအောင်လေယာထပ်ခွဲပါအောင်မယ်အနီအလုံးကျွန်တော်တို့ selection ဝင်ဝင်သေးပါအောင်ဘူးဒီအနီအောင်အလုံးကို selection ဝင်ခြင်းတဲ့အခါကျတော့ကျွန်တော်တို့က right clear similar to ito circle of နှိပ်လိုက်လို့ရှိရင်အနီအောင်ရှိတော့အရာအလုံးက selection ဝင်သွားပြီအဲ့ဒီ change ကြောင့်မှာ ကီးဘုတ်က control J ဆိုပြီးတော့ layer ပွားလိုက်ပါဒါဆိုရင်ဒါဒီအောင် layer ဖြစ်သွားပါပြီเนาะ okay နှစ်အောင်ခွဲလို့ပြီးပြီဒါဆိုရင်မွေး layer ကိုပြန်သွားမယ်ကျွန်တော်တို့အစိမ်းအောင်ကြံပါသေးတယ်နော်အစိမ်းအားလုံးကို selection ဝင်ကျင်တဲ့အခါကျတော့ဒီအပေါ်အရှိသမျှအစိမ်းတွေအားလုံး selection ဝင်ကျင်ရင် right click similar ပေးလိုက်ပါအစိမ်းအားလုံးဝင်သွားပြီ control J ဆိုပြီးတော့ကျွန်တော်တို့ဒီမှာ layer ပွားလိုက်ပါမယ်နော် တော့မွေးဖို့မျိုးလေးမှိတ်လိုက်တဲ့ခါကျတော့ဒါအစင်းလေးရကျွန်တော်တို့ပွားလာပြီဟုတ်ပြီကျွန်တော်ဒီမှာလေယာရီဒါကျွန်တော်တို့ပွားလာပြီပွားလာပြီဆိုတဲ့ခါကျတော့ကျွန်တော်တို့ကဒီအယောင်လေးကကျွန်တော်တို့ဒီပေါင်ဖောက်တဲ့အခါမှာဒီကာလာအယောင်လေးဒီပေါင်ကူးလို့မရပါဘူးဒါခရိုမိတ်ရဲ့သဘောတရားကအမဲအောင်ရှိတဲ့နေရာတွေမဲ့တဲ့နေရာတွေမှာပဲကျွန်တော်တို့ကပေါင်ကူးလို့ရမှာပါဒါကြောင့် ဒီ color တွေကိုကျွန်တော်တို့ကအနည်းအောင်ပြင်ပြောင်းလဲခြင်းနဲ့ဆိုလို့ရှိရင်အနည်းအောင်ပြောင်းလဲတဲ့ဒီလက်ညတော့အများကြီးရှိတယ်နော်ဒီဘက်က foreground အနည်းအောင် color ကိုကျွန်တော်တို့ကပြောင်းလဲခြင်းနဲ့ဆိုလို့ရှိရင်လည်းကျွန်တော်တို့ဘာလို့လုပ်ရလဲဆိုတော့သူ့လျက်ပေါ်မှာ order ကျွန်တော်တို့ first page နော်သူ့လျက်ပေါ်မှာ order order ကျွန်တော်တို့ဒီ order sheet first page နော် သူ့လျော်ပေါ်မှာ order ship bus pay ဆိုလို့ရှင်လဲကျွန်တော်တို့ဒီမှာအနည်းအောင်ကြောင်းပါတယ်เนาะအဲ့တော့ဒီအရောင်ကဒါကျွန်တော်တို့ကဘာရိုက်မှာလဲဆိုတော့ဒါကကျွန်တော်တို့ကဒီ grade အစစ်အရောင်ရိုက်မှာပါเนาะအဲ့တော့သူရဲ့ဒီလျော်မှာကျွန်တော်တို့ကစာရေးထားလိုက်ပါ grade ဆိုပြီးတော့เนาะ R E E N green ဒါတော့ကျွန်တော်တို့ဒါဆင်းရောင်ပေါ့နော်ဒါဆင်းရောင်ဒါကြတဲ့ကျွန်တော်တို့ရေးထားလဲပါနော် control B select မှာ control E เนาะဒါအဆင်းရောင်ပါနော်ညလုံးလေးခဏလေးမှတ်ကြပါဟုတ်ပြီဒီဘက်ကအနီရောင်လည်းကျွန်တော်တို့ကဒီပုံကူးဖို့အတွက်အနေရောင်စစ်စစ်ကျွန်တော်တို့ကြောင်းလေးရပါမယ်အနေရောင်စစ်စစ်ကြောင်းလေးအခါမှာကျွန်တော်တို့က keyboard ကနေပြီးတော့ဒီဘက်က foreground အလိုက်အောင်ကလောက်ဖြည့်ခြင်းလဲဆိုလို့ရှိရင် order shift order shift bus speed နှိပ်လိုက်တယ်ဆိုလို့ရှိရင်ကျွန်တော်တို့အလိုက်အောင်ပြောင်းလဲသွားပါပြီเนาะဟုတ်ပြီအော်ဒီအားကျွန်တော်တို့ကအန်ဒီအောင်ဆိုတော့ကျွန်တော်တို့ဘာအိမ်မှာလဲဆိုတော့ red 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 အန်ဒီအောင်ပါเนาะဒါကျွန်တော်တို့တခါတည်းမှတ်ခဲ့လိုက်တာပါ ကျွန်တော်တို့အမိအောင်ခဏလေးမျိုးလေးမိထားမယ်အော်ဒီဟာကတော့ကျွန်တော်တို့ဒါအဝိုင်းရောင်အဲ့တော့ကျွန်တော်တို့ကဒီဘက်ကအနက်ရောင်ဖြစ်ပြောင်းလဲတဲ့အခါမှာကျွန်တော်တို့ပြောင်းလဲလေပြောင်းလဲလို့ရတဲ့နီလန့်တွေကအများကြီးရှိတယ်ဆောဆွန်တော့ကျွန်တော်ပြောင်းလဲပြသွားတာကဒီဘက်က full round အနက်ရောင်ကလာကိုဒီဘက်ကနေပြီးတော့ order ship bus speed နဲ့ကျွန်တော်ပြောင်းပြီးတော့အနက်ရောင်ဖြစ်ကျွန်တော်ဖြည့်ပေးခဲ့တယ်နောက်ထပ်နီလန့်တစ်နည်းနဲ့ထပ်ပြောပြမယ် ဒီဘက်ကနေပြီးတော့ control u ဆိုပြီးခေါ်လိုက်ပါနော်ဒီဘက်ကကျွန်တော်တို့ကဒီ light lesson ကိုကျွန်တော်တို့ကဒီ minus 100ဒီထားလိုက်တယ်ဆိုလို့ရှိရင်လည်းအနှံ့အောင်ကြောင်းပါတယ် okay ပြေးလိုက်ပါနီလန်ဒီအများကြီးရှိပါတယ်ဒါကကျွန်တော်တို့ဘာလို့မှာလဲဆိုတော့ရဲလို့အဝါရောင်ရိုက်မှာပါနော်ဒါကကျွန်တော်တို့ရဲလို့ y e l n o w ရဲလို့အဝါရောင်ရိုက်မှာပါ control v ဒီလ ਿਆਂ နှစ်ခုကို select မယ် control e လုပ်မယ်ဆိုရင်ကျွန်တော်တို့ဟုတ်ပြီအဲဆိုရင်ကျွန်တော်တို့ကဒီအဝိုင်းအောင်တလျာကျွန်တော်တို့ပြီးပြီဒါအနီအောင်ဒါအစင်းအောင်အဲ့တော့ဒီအင်းကြီးအဖြူပေါ်မှာဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတုံးအောင်ခွဲထွက်သွားတာပြီးပါပြီတို့တော့အင်းကြီးအနောက်ပေါ်မှာကျတော့ကျွန်တော် white base တစ်ချက်လိုပါသေးတယ်အဲ့ဒီ white base တစ်ချက်ကိုရဖို့အတွက်ကျွန်တော်တို့ဘယ်ကနေယူရမလဲဆိုတော့ကျွန်တော်တို့ဒီသူ့ရဲ့ မွေးရင်ပုံပြန်သွားပါမယ်ရှိသမျှအအောင်အားလုံးအနေအောင်ကျွန်တော်ပြောင်းပါမယ် magic wand သုံးမယ်အဖြူပုံကို glitter ချောက်မယ် right click similar ကိုပြီးလိုက်တဲ့အခါကျတော့အဖြူအားလုံး selection ဝင်သွားပြီသို့တော့ကျွန်တော်တို့လိုချင်တာကအဖြူနဲ့စက်ကျင်ပတ်သော color တွေကိုလိုချင်တာဖြစ်တဲ့အတွက်ကြောင့် select here impact ကိုသွားလိုက်ပါဒါဆိုလို့ရှိရင်အဖြူနဲ့စက်ကျင်ပတ်သောအကြောင်းအားလုံးက selection ဝင်သွားပြီး အဲ့ဒီချိန်ကြာမှာကျွန်တော်တို့က order busway နဲ့အနောက်ဖြစ်လိုက်တာပါเนาะ control d selection ဖြောက်ဒါကကျွန်တော်တို့ကဘာရိုက်မှာလဲဆိုအင်ကြီးအနက်ပေါ်မှာရိုက်မယ်ဆိုလို့ရှိရင်ဒီကောင်ကကျွန်တော်တို့ white base เนาะ white base အဖြူခန့်ချက်စေးရိုက်မှာပါဘလို့ရှိုင်း d e y b b a s c p white base เนาะရိုက်မှာပါ control e ကျွန်တော်ပေါင်းဟုတ်ပြီ အဲဆိုရင်ကျွန်တော်တို့ကဒီခုလိုအင်ကြီးအနက်ပေါ်မှာကျွန်တော်တို့ဒီရိုက်မယ်ဆိုလို့ရှိရင်ဒီ white base နော် white base ကိုအရင်ဆုံးကျွန်တော်တို့ကအဖြူကိုအရင်ဆုံးရိုက်ပါမယ်ဒါကကျွန်တော်တို့အခုတော့အနေအောင်ပြောင်းနေတာရဲ့အကြောင်းရင်းဒီ dichromate ကဒီလိုမဲနဲ့နေမှသာလေကျွန်တော်တို့ကပုံကူးလို့ရမှာပါနော်အဲ့တော့ကျွန်တော်တို့ကဘာလို့မလဲဆိုတော့သူ့ကျွန်တော် print ထုတ်တာကိုကျွန်တော်တင်ပေးပါမယ်ရေးကြည့်ပါတယ် print ထုတ်မယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့က file နဲ့နေပြီးတော့ကျွန်တော်တို့ဒီမှာ print ကိုတွားလဲရတယ်။တွားပြီးတော့ကျွန်တော်တို့ code setter မှာရှိတဲ့ printer မျိုးစားကျွန်တော်တို့ရွေးမယ်။ကိုယ့်ရဲ့ printer မျိုးစားက n n 65ဆို65เนาะဒါ360ဆိုရင်360ကို setter မှာရှိတဲ့အမျိုးစားကိုရွေးမယ်။နောက် print setting ကိုတွားမယ်။ဒီကျွန်တော်တို့က legal နဲ့ထုတ်မှောင်မှုလို့ကျွန်တော်တို့ဒီမှာ legal ယူပါမယ် ဟုတ်ပြီနော်လီဂိုရွေးမယ်ဒီ portrait နော် portrait ကျွန်တော်တို့ download ကိုရွေးထားတယ်ဒီနေရာမှာရေးကြည့်တာကကျွန်တော်တို့ဒီမှာ paper type မှာ plain paper ထားတဲ့သူက height နဲ့ထားရမယ် grayscale နဲ့ထားပြီးတော့ထောပါမယ်နော်အဲ့တော့ plain paper ယူတဲ့သူဒီ quality မှာ height ထားမယ် grayscale နဲ့ထားပြီးထောပါမယ်ဒီ paper type နေရာမှာ absolute ထားတဲ့သူက standard grayscale ရပါတယ် နော်ပြီးရင်ကျွန်တော် print preview ကြည့်ခြင်းနဲ့ဆိုလို့ရှိရင်အမှန်ကြီးချက်ရတယ်ဒီမှာ more option နဲ့မှာကျွန်တော်တို့ကဒီမှာဆိုလို့ရှိရင်ဒီသွားပြီးတော့ဒီ high speed ကျွန်တော်တို့အမြတ်ထုတ်ခြင်းလဲဆိုလို့ရှိရင် high speed တဲ့အမြတ်မထုတ်ခြင်းမဆိုလို့ရှိရင်လည်းအမှန်ကြီးလေးဖြုတ်လိုက်ပါပြီးရင် okay ပေးပြန်ကျွန်တော်တို့ကဒီစာတွေအကုန်လုံးကျွန်တော်တို့ပါဂျင်နယ်ဆိုလို့ရှိရင်ကျွန်တော်တို့က ဒီမှာ scale to fit media လေးကိုအမှန် glitch လိုက်ပါအဲဆိုရင် print ဆိုပြီးနှိပ်လိုက်တယ်ဆိုလို့ရှိရင်ဒါကျွန်တော်တို့က min အကောင်းနဲ့ဒီဖောင်ကူးလို့ရမယ် size ထွက်လာပါပြီဒါကိုကျွန်တော် print ထုတ်မယ် white base cpu ရိုက်ပါမယ်နော်ဒါဆိုအင်ဂျင်လက်ပေါ်မှာ white base ကန်ချက်ရိုက်ပြီးသွားပြီပြီးတော့ကျွန်တော်တို့က ဒီအယောင်တွေကိုကျွန်တော်တို့ဒီအချင်းကျွန်တော်တို့ထုတ်ပါမယ်ဆိုတော့လို green ဒီမှာထုတ်မယ် fine ညာနေပြီးတော့ဒါကျွန်တော်တို့ဒါ print ကိုခေါ်မယ်နော် printer မျိုးစားရေးမယ် portrait landscape ရေးရေးမယ် print setting ညာကျွန်တော်ဆောမှာချိန်ထားပြီးသွားပြီနော် absolute standard risky အကြေးဒီနေရာမှာ plain ပြပါယူတဲ့သူဒီ standard နဲ့မရောက်ပါဘူးကျွန်တော်တို့ height နော် quality မှာ height grayscale နဲ့ထောပါမယ် ပြီးရင် okay เนาะ scale to fit နှိပ်ပြီးပြီဆိုလို့ရှိရင် print ဆိုဒါနှိပ်လိုက်ပါပြီးရင်ကျွန်တော်တို့ဟာဒီမှာ green เนาะတို့ပေါင်းခုမယ်အစိအောင် C ရိုက်မယ်ဒီလိုနဲ့ဒါကျွန်တော်တို့ဟာဒီ print ကြီးထုတ်မယ်ပေါင်းခုမယ်เนาะဒါဆိုရင်ကျွန်တော်တို့ကအနီရောက်ဘက်ထုတ်မယ်အဲဆိုရင် y ရောက်ဘက်ထုတ်မယ်အဲဆိုလို့ရှိရင်ကျွန်တော်တို့က ဒီတောင်းချင်းဒီရိုက်သွားလိုက်မယ်ဆိုလို့ရှိရင်အခုလို့အင်ဂျီအနက်ပေါ်မှာလဲ customer လိုချင်တဲ့အကြောင်းတိုင်းချွဆွရမယ်အင်ဂျီဖြူပေါ်မှာလဲ customer အကြောင်းတိုင်းချွဆွလိုက်ပါမယ်အဆိုရင်ကျွန်တော်တို့အခုတင်ခဲ့တဲ့တင်ခဲ့စားကတော့အင်ဂျီအနက်ပေါ်မှာဖြစ်စီအဖြူပေါ်မှာဖြစ်စီကျွန်တော်တို့အကြောင်းဒီကာလာခွဲရိုက်တဲ့စနစ်ခုလို point ချင်ပြီးရိုက်တဲ့စနစ်ကိုကျွန်တော်တို့တင်ပြသွားတာဖြစ်ပါတယ်အားလုံးပဲ ဆင်ပြေကြပါစေပညာပူဇော်တိုးတက်ကြပါစေအားလုံးကျေးဇူးတင်ပါတယ်